င်္ဂလာတောင်ညွတ်ညွတ်နယ်မှာဖြစ်ပွားခဲ့တဲ့ရုံရင်ဆန်ခန့်ဖြစ်စဉ်မှာအဓိကပါဝင်ခဲ့ရလို့ဆိုတဲ့အမျိုးသား၄ဦးနဲ့အမျိုးသမီး၂ဦးကိုမေလ22ရက်နေ့ကမင်္ဂလာတောင်ညွတ်ညွတ်နယ်တရားရုံးမှာအယုံထုတ်ရမယ်ယူခဲ့ရလို့သိရပါဗျ။ဒီနေ့ရုံချင်းမှာမင်္ဂလာတောင်ညွတ်ညွတ်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ရုံရင်ဆန်ခန့်ဖြစ်စဉ်မှာအဓိကပါဝင်ခဲ့ရဆိုတဲ့တင်ထွတ်စော်ခေါ်ကိုလန်တင်လင်းထိုက်ခေါ်လင်းလင်းတင်ထင်းအောင်ခေါ်အကြီးကောင် မတ်အောင်မြင့်ခေါ်မတ်အောင်တို့နဲ့အတူဝန်ရမ်းထုတ်ခံထားရတဲ့မြက်ပုံးမူမှာဒီကနေ့မနက်ပိုင်းကမင်္ဂတောင်ကျွမြို့မှာရဲစခန်းမှာလာရောက်ဖမ်းခံခဲ့တာကြောင့်ငါးဦးပေါင်းပြီးရုံးထုတ်ရမန်ယူခဲ့လို့သိရပါဗျ။မင်္ဂတောင်ကျွမြို့နယ်မှာဖြစ်ပေါ်ခဲ့တဲ့ရုံရင်းဆန်ခက်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတင်ထွန်းစော်ကကိုလက်နဲ့မတ်အောင်မြင့်ခေါ်မတ်အောင်တို့ကိုမေလ12ရက်နေ့က၎င်းတင်းတင်းထိုင်ခေါ်လင်းလင်းနဲ့တင်းတင်းအောင်ခေါ်အကြီးကောင်တို့ကိုမေလ15ရက်နေ့က၎င်းမင်္ဂလာတောင်ကျွမြို့နယ်တရားရုံးမှာရုံးထုတ်ရမန်ယူခဲ့တာဖြစ်ပါတယ်။ နောက်ယုံချင်းကိုဇွန်လ၂ရက်နေ့မှာပြန်လည်ချင်းခဲ့ပြီးဖမ်းဆီးရမိသူ၅ဦးကိုဆက်လက်စစ်ဆေးသွားမယ်လို့သိရပါဗျ။အဲ့ဒီဖြစ်စဉ်မှာမေလ9ရက်နေ့ညပိုင်းအချိန်ကမင်္ဂလာတောင်ညွတ်မြွနယ်122လမ်းရှိတိုက်ခန်းတစ်ခုမှာမင်္ဂလာများရှိနေရလို့ဆိုကမြို့ချအဖွဲ့ဆိုသူများကဝင်ရောက်ရှာဖွေခဲ့တာကြောင့်ရက်ကွက်နေသူများနဲ့ရုံရင်းဆန်ခက်ဖြစ်ကလူစုလူဝေးဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ဒီလိုလူစုလူဝေးဖြစ်ပေါ်ခဲ့တဲ့အတွက်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ရဲတပ်ရင်တပ်ဖွဲ့ဝင်အင်အား300ခန်းကလက်ရောက်ထိန်းသိမ်းခဲ့ပြီးရဲတပ်ဖွဲ့ဝင်အချို့နဲ့ရက်ကွက်နေပြည်သူတအူးတိုက်ခိုက်တရန်ရခဲ့လို့သိရပါဗယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအ धिक ပါဝင်ပတ်သက်ခဲ့ရဆိုတဲ့တန်ဃာတော်နှစ်ပါးနဲ့လူ9ဦးကိုမင်္ဂလာတညွမြို့နယ်ရဲတပ်ဖွဲ့မှူးကတရလိုလုတ်ကရဲတပ်ကြီးဥပဒေပေါ်မှာ905ကားငယ်မြင်းဆောင်34လို့နဲ့အေးအေးယူပေးရန်မြို့နယ်တရားရုံးသို့ဦးတိုက်တန်းခဲ့လို့သိရပါဗယ်။ ဲ့ဒီလျှောက်ထားမှုကိုမေလ17ရက်နေ့မှာမြို့နယ်ခိတတရားသူကြီးကရာကြီးအမှန်249မြင်းဆောင်18နဲ့လက်ခံစစ်ဆေးကဖန်ရန်ထုတ်လိုက်တာဖြစ်ပြီးဖန်စီရမိခဲ့တဲ့အမျိုးသားလေးဦးနဲ့အမျိုးသမီးတအုပ်ကိုအခုလိုရုံးထုတ်ရမှန်ယူခဲ့တာဖြစ်တယ်လို့သိရပါဗျာ။